ားလုံးပဲမင်္ဂလာပါရှင်။နှဲ့ပိတ်ကနေကြိုဆိုပါတယ်ရှင်။ဒီနေ့တော့တောက်ဆုပ်ထားတဲ့သူတွေအတွက်ဒဝဲအပုံမုတ်လေးလှူစာဖြစ်လို့လာမြော်ပေးပါတယ်ရှင်။ဒီအပုံမုတ်လေးကကြတော့လိုရတာလဲလွယ်ကူတယ်ပေါ့နော်။ပြီးကိုကြစီလည်းအရင်တက်တာပါတယ်ရှင်။ဒါဆိုရင်တော့နှဲ့ဘလို့လုံးမလဲဆိုတာနှဲ့ဘတော့ file ကိုဆော့တီလေးကြည့်ပေးကြပါအောင်ရှင်။ပါဝင်တဲ့ပစ္စည်းလေးတွေကတော့ကြက်ဥနှလုံးရဲ၊တကြားရဲ ဆာမိုညက်ကိုတော့နှုတ်စီဘူးတပူစာတုတ်ပြထားပါတယ်ရှင်။ပြီးရင်တော့အုံနိုးရယ်နဲ့ဘီကီဆော်ရာရယ်ပေါ့နော်။အရင်ဦးဆုံးဆာမိုညက်နှုတ်စီဘူးတပူစာကိုပကံလေးထက်ကိုထပ်ပေးလိုက်ပါမယ်။ပြီးရင်တော့ဒီဆာမိုလေးထက်ကိုကြက်ဥနှလုံးကိုဖောက်ထည့်ထားပေးလိုက်ပါမယ်ရှင်။ဒီမိုလေးကကြတော့မစားရတာကြာနေပြီပေါ့နော်။ဒါကြောင့်မို့နှိမ်လှုပ်စာဖြစ်တယ်ပေါ့နော်။ ခုဆိုရင်တော့ကြက်ဦးလေးလည်းဖောက်ထွက်လို့ပြီးပြီပေါ့နော်ဒါဆိုရင်တော့ရာသာနေနဲ့စာနှဲငယ်ကိုထက်တာပြလိုက်ပါမယ်ရှင်ပြီးရတော့ပီကီဆော်ဒါနှဲငယ်ကိုလည်းထက်ပြလိုက်ပါတယ်ဆာမွန်ညက်ကနှုတ်စီဘူးတဘူးဆိုရင်တော့ရေကိုကြတော့နှုတ်စီဘူးနှစ်ဘူးစာထက်တာပြရပါမယ်ရှင်ပြီးရတော့အလုတ်သမောက်တော့အောင်မှွေပေးလိုက်မယ်ပေါ့နော်ဒီမုတ်လေးကလောက်ရတာအရန်လွတ်ကူတယ်ပေါ့နော်သူ့ရာသာလေးကကြတော့အုံနှုတ်နဲ့မှွေလေးနဲ့ချိုချိုဆစ်ဆစ်လေးနဲ့အရန်စားလို့ကောင်းတယ်ပေါ့နော် ပြီးရင်တော့ပြုတ်လို့နေလေလဲတိတ်မခတ်ခဲဘူးပေါ့နော်ခုဆိုရင်တော့နှင်းမွှေသွားပေးလိုက်တာမောနေကြီးလေးကအလုံးသမသွားပြီပေါ့နော်ဒါဆိုရင်တော့အုံနို့ကိုတိုးရမီလီလီလောက်ပကံလေးတက်ကိုထည့်ပေးလိုက်ပါမယ်ရှင်။တခြားကိုတော့ထမင်းစားစုံ၅စုံစာထည့်ထားပေးလိုက်တယ်ပေါ့နော်။ပြီးရင်တော့စားနှဲငယ်ထည့်ပြီးတော့အလုံးသမတော်အောင်နှဲငယ်လေးမှုပေးလိုက်မယ်ပေါ့နော်။ခုဆိုရင်တော့နှဲအုံနို့လေးလည်းအလုံးသမတော်ပြီပေါ့နော်။ဒါဆိုရင်တော့မိုးလုံးမဲ့အိုးလေးတက်ကိုစီနှဲငယ်လေးထည့်ထားပေးလိုက်မယ်ပေါ့နော်။ ဒါကြတော့မုတ်သားလေးအိုးမှာမကတ်ရအောင်ပါရှင်။ပြီးရင်တော့မုတ်ရည်လေးသဆုံးကို ခုလိုမျိုးလေးလောက်ထိုက်ပြီးတော့မုတ်အိုးလေးကိုလက်လေးနဲ့ကိုက်ပြီးတော့ခုလိုမျိုးလေးဝိုင်းထားပေးလိုက်တဲ့ပေါ့နော်။ပြီးရင်တော့အလေကနေပြီးတော့အုံတို့ကို ထမင်းစားစွန်နှစ်ဆုံးစာလောက်ထပ်ထားပေးလိုက်တဲ့ရှင်။ပြီးရင်တော့ဖုံးလေးအုပ်ပြီးတော့3မိနစ်လောက်ချက်သွားပေးလိုက်မယ်ပေါ့နော်။ကြည့်ပါအောင်ရှင့်အနေနဲ့မုတ်လေးရချင်းစရာလေးပေါ့နော်အနံ့လေးရလဲမှုရနေရောပဲရှင့် ဒီနေရာမှာတခုတတိထားရမှာကြတော့မီးကိုတအားပြင်းလို့မရဘူးပေါ့နော်ဒီနေရာမှာမီးတအားများလို့ရှိရင်တော့မုတ်သားလေးကတူးသွားတတ်တယ်ပေါ့နော်ဒါကြောင့်မို့မီးကိုအေးအေးလေးနဲ့မုတ်လေးကိုလွတ်သွားပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာမုတ်ကိုတော့နှစ်ခုလွတ်ပြထားတယ်ပေါ့နော်ဒီတခုကိုလည်းခဏလိုမျိုးလေးပဲလွတ်ပေးလိုက်မယ်ပေါ့နော်ဒီမုတ်လေးကိုတော့နှိမ့်တို့ရွာဖက်မှာဆိုရင်တရေစာဖြည့်စားတဲ့မုတ်လေးပေါ့နော်ဒီမုတ်လေးကိုလည်းခဏလိုမျိုးပဲအုံးနို့လေးကိုထမဲစားစောနှက်စောစွာလောက်ထည့်ပြီးတော့ ဖုန်းလေးအုပ်ပြီးတော့တမင်းလေးလောက်ချက်သွားပေးလိုက်တယ်ပေါ့နော်ချက်သွားပေးလိုက်လို့တမင်းလေးပြီပြီဆိုရင်တော့ရပြီပေါ့နော်ကြည့်ပါအောင်ရှင်းနေရမို့လေးကစားချစ်စီရလေးပေါ့နော်ဒီမို့လေးကကျတော့ခုလိုမျိုးလေးပူပူနွေ့နွေ့လေးဆိုရင်ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်ကြော့ကြော့လေးနဲ့ခုဆိုရင်တော့နှင်းရဲ့အပုံမို့လေးကကျတော့စားဖို့ဆက်သေးဖြစ်နေပြီပေါ့နော်အနက်လေးကတော့ပြောစရာမလိုဘူးရှင်းအမွှေးနေရောပဲရှင်းအလဲမာလဲအုံနို့လေးနဲ့ဆိုတော့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်စိတ်စိတ်လေးနဲ့ ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နှဲပြီးတော့ file ကိုကြည့်ရှုအားပေးတဲ့တယောက်ချစ်စီတိုက်ကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နှဲပိတ်ကိုလည်း like and follow လေးလုပ်ပေးကြပါအောင်ရှင်။ဒါဆိုရင်တော့နောက်ပြီးတော့ file တက်တင်မှာဘလို့စားစရာမျိုးတွေနဲ့လုပ်ပြသွားမလဲဆိုတော့ကိုစောင့်ကြည့်ပေးကြပါအောင်နော်။အားလုံးပဲတတ်တာ